လူတွေရဲ့စိတ်ကိုကတယောက်နဲ့တယောက်ရှင်လိုက်ရမှကြည်နဲ့တက်ကြတယ်ဘယ်သူကဘလိုမျိုးချမ်းသာတယ်စိတ်ရဲတယ်လူရဝင်တယ်လေးစားခံရတယ်လူကြိုက်များတယ်လူမုန်းများတယ်လူတိနေတယ်လူတိများတယ်ကိုနဲ့ရှင်လိုက်ရင်ဘာတွေကွာတယ်ရှိတယ်ရတယ်လှုပ်တယ်ဆိုပြီးတော့နေပေတိုင်းလူလုံးမှာတန်းညှိကျင်ကြပါတယ်လုပ်ငန်းခွင်မှာလည်းလှုပ်ဖို့ဂိုင်ဘက်အချင်းချင်းစာသင်ခန်းထဲမှာလည်းစာသင်ပေါ်စာသင်ဘက်အချင်းချင်း အပေါင်းတဲ့အုပ်စုတွေမှာလည်းတယောက်နဲ့တယောက်ဘဲသူ့ဘဲပုံကွာနေချာနေတူနေတာနေခွဲလိုက်ရမှာခြေနဲ့ကြတယ်တယောက်ဘဲသူ့ဘဲပုံကွာနေချာနေတူနေတာနေခွဲလိုက်ရမှာခြေနဲ့ကြတယ်စိတ်ရင်းနေပဲဖြစ်စေမရည်ရွယ်ဘဲနေတောင် သူ့အလိုလို ရှင်နေမိတက်ကြတယ်ဘဲသူကမှတော့တမင်တက်တက်ကြီးလိုင်းရှင်နေတာမျိုး မလုပ်ကြပါဘူးတိမ်ငယ်စိတ်အားငယ်စိတ်ကြီးနေရင်တော့မခံခြင်းစိတ်များလာတဲ့အမျှ ပါဇက်ကထုတ်ပြောမိတတ်တဲ့အထိမနာလိုစိတ်အားကြစိတ်ဖြစ်ကောင်းဖြစ်သွားတတ်ပါတယ်။ရှင်စိတ်ဆိုတာမနာလိုစိတ်နဲ့အားကြစိတ်တွေကြောင့်ဖြစ်လေရှိပါတယ်။ကိုယ့်ရဲ့ရှင်စိတ်ဟာ အားကြစိတ်ကြောင့်ဖြစ်မိတာလား။မနာလိုစိတ်ကြောင့်မူတည်တာမပွားနိုင်တာဖြစ်နေတာလား၊ကွဲပြားအောင်စင်ကျင်သုံးတတ်ပါ။ကိုယ်တိုင်က ကိုယ်စိတ်ရဲ့အခြေအနေကိုမမြင်နိုင်မသိနိုင်ဖြစ်နေရင် သူများရဲ့စိတ်နဲ့အထာကိုပါပါနဲ့နဲ့မြင်တတ်သိတတ်ခံမှန်းတတ်မှာမဟုတ်ပါဘူး။ အမှုအရာများအမှုအရာတွေကစိတ်နေစိတ်ထားကိုပြနေတဲ့တကားပေါက်တွေဖြစ်ပါတယ်။အမှုအရာတွေကနေတစ်ဆင့်လူစိတ်အခြေအနေကိုခံမှန်းနိုင်တယ်။အားကြစိတ်အားရစိတ်ဖြစ်လာရင် အချီကအစပြောင်းလဲသွားတတ်တယ်။မျက်နှာပုံစံပါဇက်အနေအထားလက်လှုပ်ရှားပုံအသွားအလားစသဖြင့်အကုန်လုံးမတူတော့ဘူး။အားကြစိတ်ဆိုတာက မကောင်းတဲ့စိတ်မျိုးတော့မဟုတ်ဘူး။စိတ်ခွန်အားပေးနိုင်တဲ့စိတ်တစ်မျိုးပါ။ဒါပေမဲ့အားကြစိတ်တိုင်းကောင်းတယ်လို့မဆိုနိုင်ပါဘူး။ တခါတလေမှာမနာလိုစိတ်နဲ့တွဲပြီးတော့ဖြစ်တတ်တဲ့အတော့တဖက်သားရဲ့အားကြစိတ်ဖြစ်မှုဟာကိုယ့်အတွက်အန္တရာယ်ရှိနိုင်ပါတယ်။ဘာရမဟုတ်တဲ့အမှုအရာလေးတွေကနေတစင်းအန္တရာယ်ပြုနိုင်တဲ့စိတ်ရင်းရှိနေတာကိုမြင်အောင်ကြည့်နိုင်ရမယ်။လူတကူစိတ်တမျိုးဆိုတော့လေအားကြစိတ်အမှုအရာလေးတွေကတယောက်နဲ့တယောက်မတူနိုင်ပါဘူးဒါပေမဲ့တဲလွန်ဇာတွေကအခြေအနေအလိုက်အကြောင်းတိုက်ဆိုင်သွားရင် တုံ့ပြန်လာမယ့်အမှုအရာတွေရှိကိုရှိနေလိမ့်မယ်။ မြောက်ပင့်ချီကျူးမှုလူဘုံအလဲမှာမထင်မှတ်ထားတဲ့ထင်မှတ်မထားတဲ့လူကဆိုင်းမစင်ဘုံမစင်ကို့အကြောင်းနဲ့ပတ်သက်ပြီးတော့မြောက်ပင့်ချီကျူးနေပြီဆိုရင်တတိထားပါကို့ကိုအားကြနေတဲ့သူသို့မဟုတ်ကို့ကိုမနာလိုနေတဲ့သူရှိနေပါပြီမြောက်ပင့်စကားချီကျူးစကားတွေကအောင်မြင်မှုတခုရဲ့ရလက်ကောင်းတွေပါဒါပေမဲ့လူရာထက်ပိုးတဲ့မြောက်ပင့်ပြောဆိုမှုချဲ့ကားတင်စားမှုချီကျူးစကားဩဘာများဟာအန္တရာယ်ရှိပါတယ် ကိုမတက်နိုင်တဲ့အလုပ်တခုကိုတခြားလူကလုပ်နိုင်သွားရင်စိတ်ထဲမှာမခံခြင်းမခံတာဖြစ်ရင်ဖြစ်မဖြစ်ရင်အားကျစိတ်ဖြစ်ကိုဖြစ်ပါတယ်အဲ့ဒီလိုစိတ်နှမျိုးတဲကဘယ်တမျိုးပဲဖြစ်ပါစေတေးကြတာကတော့အဲ့ဒီလူကိုစိတ်ရင်းနဲ့ချီကျူးစကားပြောပေးခြင်းစိတ်ပေါက်လာမှာပါကိုစိတ်ရင်းဆိုတာကကောင်းသော စိတ်ရင်းဖြစ်ခြင်းမှလည်းဖြစ်ပါလိမ့်မယ်အားကျစိတ်ကအင်မတန်စမ်းပါတယ်စိတ်ရင်းအလိုက်ကောင်းတဲ့အားကျမှုဖြစ်နိုင်တယ်လို့ပြိုင်ဘက်သို့မဟုတ်အမြင်ကက်နေရတဲ့သူအပေါ်အနေရပြုခြင်းစိတ် ပေါက်သွားရအောင်စိုးသွမ်းလို့နဲ့မနာလိုမှုလည်းဖြစ်သွားတတ်ပါလေရှင်စိတ်ကခွန်အားပြည့်စေတဲ့စိတ်မျိုးဆိုပေမဲ့အရှင်လိုရင်တော့ထိမနိုင်သိမရတော့ကများနိုင်တဲ့စိတ်မျိုးပါအတင်းအဖျင်းအတင်းပြောအဖျင်းပြော စကားများဂုံးတိုက်စကနာထိုးလေဘောအာလူဖုတ်စတာတွေဟာရှင်စိတ်ကြောင့်ဖြစ်လာတဲ့အာကြစိတ်သို့မဟုတ်မိစရိယာကြောင့်ပါကိုယ်အကြောင်းကို အတင်းအဖျင်းပြောနေကြပြီ ကောလဟာလာထွက်နေလောက်အောင်ကိုစိုးတဲ့အထိဖြစ်နေပြီဆိုရင်ကို့အပေါ်အားကြရင်ကြမကြရင်မနာလိုတဲ့လူရှိနေလို့ပါကိုနဲ့စကားပြောနေတဲ့တဖက်လူကအတင်းအဖျင်းပြောနေတယ်ဆိုရင်သိကြပါတယ်သူလဲတယောက်ယောက်အပေါ်အားကြစိတ်ဖြစ်ရင်ဖြစ်မဟုတ်ရင်အကြီးအကျယ်မနာလိုစိတ်များနေလို့ပါသူများအကြောင်းကိုဘယ်သူကမှအကြောင်းမဲ့အချိန်ခုံကံမပြောတတ်ပါဘူးတမေအချိန်ပေးပြီးပြောနေပြီဆိုကြတဲ့ကအဲ့ဒီအာထုံမိမျိုးကိုဖြစ်စေ လောက်တဲ့ရှင်စိတ်ကြီးနေလို့ပါ ခင်တမျိုးမင်းတမျိုးအခုတမျိုးတော်ကြာတမျိုးပြောတတ် ဆိုတတ်တဲ့သူတွေ ਨੇ လူတိုင်းလိုလိုဘောင်းတင်ဆက်ဆံဘူးကြမှာပါသူစိတ်ထဲမှာကြိုက်ရင်ခြေနဲ့ရင်သဘောကျရင်ပြောမဆုံးနိုင်လောက်အောင် ဖြစ်တတ်ပေမဲ့သူတို့မုံပြီးဆိုရင်လည်းစကားကောင်းတခွန်းတောင်ထဲမပြောနိုင်လောက်အောင် ဖြစ်သွားတတ်တဲ့သူတွေကရှင်စိတ်စွဲနေသူတွေဖြစ်ပါတယ်ခင်တော့တမျိုးမင်းတော့တမျိုးခြင်းမှုဖြစ်လာတော့လေခြင်းမှုဖြစ်လာတော့လေ ပြန်တော်လှည့်မကြည့်နိုင်လောက်အောင်ခါသည်သွားတတ်ပါတယ်စိတ်ပြောင်းစိတ်လွဲမြန်ပြီးတို့အကြိုက်မလိုက်တာနဲ့တင်ကဘာရန်အဖြစ်တတ်မှတ်တတ်သူတွေဖြစ်ပါတယ်အကြစိတ်ဖြစ်တော်လဲစန္ဒမူနာထဥပမာစကားပါဇက်ကနေမချနိုင်လောက်အောင် အကြွားတံပေမဲ့မနာလိုစိတ်ဝန်တိုစိတ်ဖြစ်လာတာနဲ့မကုံနိုင်တော့တဲ့ဥပမာဇိုးတွေကိုတစ်ခုပြီးတစ်ခုတွဲထုတ်အပုတ်စကားကြားလေလို့ပြောနိုင်တဲ့သူတွေဖြစ်ပါတယ်တဖက်သားဘောဝေဖန်တဲ့နေရာမှာ ဘာရဘကူတွေဖြစ်ပြီးကောင်းတာပြောပြရမယ်ဆိုရင်သူမတူပြိုင်ဘက်ကအကောင်းတကအကောင်းဆုံးအဖြစ်ဝေါ်ဟာရပေါင်းထောင်တောင်းချီတုံးမြောက်ပင့်ပေးတတ်တယ်လို့အပြစ်တင်ပေးရမယ်ဆိုရင်တော့အဆိုးဆုံးဆိုမှ အဖတ်စိန်မရလောက်တဲ့အထိစကားဆုံးပမာဆုံးသုံးနှုန်းပြီးတော့ခက်ပွင်းပွင်းတဲတို့ရှင်းပြတတ်တဲ့သူတွေဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့လူတဘော လူမနောစာအုပ်အပိုင်း၉ပဲဖြစ်ပါတယ်။ အဆင့်ခွဲလူကြားသူကြားထဲမှာမခုတ်တက်တဲ့ကြောင်လိုမျိုးခက်ရွရွအနေကျုပ်ပြီးမပြောတတ်မဆိုတတ်လူရှိထွက်ဖို့ကြောက်တယ်လို့လို့ယွန့်တယ်လို့လို့မူယာမာယာများလုံးသူတွေပါမတရားမှုတွေဖိနှိပ်မှုတွေကိုတတ်တလုံးလို့လို့ခံစားထားရတဲ့လောကဒဏ်သားကောင်လို့နေပြတတ်ပြီးသူများထက်ကြိုးစားသူလုံလကြီးသူဝိဒ ్య အားကောင်းသူလိုမျိုးဟန်ဆောင်တတ်ကြပါလေဒါပေမဲ့အားလုံးရဲ့ဂယုဆိုင်မှု အလေးပေးမှုတရိပ်ထားမှုရဖို့အတွက်ဘာမဆိုလှုပ်ရဲကင်ရဲတဲ့သူတွေလည်းဖြစ်ပါတယ်။သူတို့စိတ်ထဲမှာသူတို့နဲ့မတူတဲ့လူတိုင်းကလူဆိုးသူဆိုးဖြစ်ပြီးအားလုံးကိုမနာလိုစိတ်များပြီးသူများရဲ့အောင်မြင်မှုထူးချွန်မှုတိုးတက်မှုအပေါ်မူတည်တာမပွားနိုင်ကြပါဘူး။လူဘဝဖို့ဝမလေးတယ်လို့လူအစဲအတန်းခွဲခြားဆက်ဆံတတ်တဲ့သူတွေဖြစ်ပါတယ်။သူတို့ရဲ့စိတ်မလုံခြုံမှုအစဲအလိုက်တစ်ဖက်သားလူအများကိုအောက်စုခွဲပြီးဆက်ဆံတတ်တဲ့သူတွေပါ တို့ကိုအပြစ်သွားထောင်ရင်ဆက်ဆက်ထိမကန်ဖြစ်သွားပြီးတို့နဲ့စန့်ကျင်သမျှလူတိုင်းကိုအပြစ်စိတ်နဲ့ခံစားရအောင်အနာဖို့အရှိုက်ထိုးရက်ဆက်တက်တဲ့သူတွေဖြစ်ပါတယ်အခုအကက်ဒလောကလုံးကိုဖန်ဆင်းထားတဲ့ဘုရားသခင်အလားကိုကိုကိုခံယူထားတတ်တဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့လောကကိုဖန်ဆင်းဖို့ဝေးကို အရေးကိုတောင်နိုင်အောင်မလုပ်နိုင်တဲ့စံကုန်မြေလေးတွေဖြစ်တတ်ပါတယ် လူနေမှုအသိုက်အဝန်းတိုင်းမှာရှိနေပြီးအပြောတန်တာလောက်အလုံးမလုံနိုင်တဲ့သူတွေဖြစ်ပါတယ်။တစ်ဖက်သားရဲ့အားအနေချက်လိုအပ်ချက်အထူးသဖြင့်အပြစ်အနာအဆာတွေကိုထောက်ပြဖို့ဆိုရင်သူတို့လောက်မြင်နိုင်သူကြည်နိုင်သူထတ်တူမရှိပဲကိုဘဝအတွက်ကောင်းစားဖို့တော့အလုံးလုံးဖို့အပြင်းကြီးအပြင်းကြီးတဲ့သူတွေဖြစ်ပါတယ်။လူဘဝနိုင်ဆုံးသောစံကုန်မြေလွေတွေဖြစ်တယ်လို့အရှက်စိတ်ကြီးလွန်းလို့ရှက်ဖို့တော့မကြောက်တော့တဲ့ မရှက်နိုင်ဆုံးသောလူတွေဖြစ်ပါတယ်။သူတို့ဘဝကိုလူတိုင်းနဲ့ရှင်ပြီးအားမလို့အားမရဖြစ်တတ်တဲ့လောက်လူတွေမှုဘဝတိုးတက်ဖို့အတွက်တစ်ဆက်ကလေးတောင်မှကြိုးစားဖို့ရာစိတ်မရှိတဲ့သူတွေဖြစ်ပါတယ်။တိထားတက်ထားတဲ့အသိပညာအတတ်ပညာတွေရှိခဲ့ရင်တော့မှအလေးမထားတန်ဖိုးမသိပဲဘဝကိုပြည့်စက်လက်ခံနေတတ်တဲ့သူတွေဖြစ်ပါတယ်။အတ္တနဲ့မာနအကြလမ်းပြောင်းနေတဲ့သူတွေလည်းဖြစ်ပါတယ်။ဂုံးစားသူ အတားအမြုံတတဝါတွေဖြစ်ကြတဲ့အလျောင်းအတိုက်အဝန်းအတွင်းအဆင့်အတန်းအလိုက်နေကြရပါတယ်။ဘောင်းသင်းဆက်ဆံရေးတရိတ်ဆန်တွေမှလူနေမှုအဆင့်အတန်းကိုလက်မခံခြင်းတော့မှအတိအမှန်ပြုတ်ရပါတယ်။ဒါပေမဲ့တချို့လူတွေကတော့လူနေမှုအဆင့်အတန်းကိုကိုးကွယ်မှုအလားသဘောထားတတ်ကြပါတယ်။သူတို့အမြင်မှာတော့အဆင့်အတန်းရှိရှိ လုံနိုင်မဲ့အဆင့်အတန်းရှိရှိအတိအမှန်ပြုတ်ခံရမယ်။အလေးပေးခံရမယ်လို့ယုံကြည်ထားကြလို့ပါ။ ရေဘူးရအနေနဲ့ဆိုရင်သူတို့ယုံကြည်ချက်ကမလွဲမှားပေမဲ့ဂုံတိတ်ခါကိုရှေ့တန်းတင်လို့ရင်မလိုလားအပ်တဲ့အကျိုးမဲ့မှုတွေများနိုင်တာကိုတန်းကြီးဖို့လိုအပ်ပါတယ်ဂုံစာသူတွေဘာပဲလှုပ်လှုပ်သူတို့လိုချင်တဲ့ဒါမှမဟုတ်မျော်လင့်ထားတဲ့အသည့်အမှတ်ပြုခံရမှု အလေးထားခံရမှုဂယုစိုက်ခံရမှုအတိုင်းအတာတစ်ခုကိုမရနိုင်ပဲမလုံနိုင်မကိုင်းနိုင်သူတွေပါငွေနှောက်လိုက်တဲ့ဂုံစာသူအခွင့်အလန်းနှောက်လိုက်တဲ့ဂုံစာသူ ရာဒူးနောက်လိုက်တဲ့ဂုံစားသူကျွဲဝချမ်းသာမှုနောက်လိုက်တဲ့ဂုံစားသူစသဖြင့်ဂုံစားပုံအများကြီးပါဂုံမတ်မောတာကအပြစ်မဟုတ်ပေမဲ့အကျိုးမဲတဲ့အထိဂုံမတ်လုံးရင်တော့လူပါဝါတဲ့စံဂုံမြေလေးလောက်တောင်လူတံမှုရှိနိုင်မှာမဟုတ်ပါဘူးကပ်ဖားလျက်စားလုပ်ငန်းခွင်ကအစားမိသားစုဇွေမျိုးအတိုင်းအဝိုင်းအစုံလူမှုနယ်ပယ်ဆုံးနေရာဆုံးမှာမပြင်းကြပေမဲ့ အပြင်းတကအပြင်းနိုင်ဆုံးသောရေပေါ်စီလူတန်းစားတရရှိပါတယ်။သူတို့လူချင်းတာကိုမရရအောင် လုံနိုင်စွမ်းရှိပေမဲ့အားထုတ်မှုအ ਨੇ ဆုံးသောနီးလန့်ကိုအသုံးချပြီးအရှက်မရှိစွမ်းဆောင်နိုင်တဲ့လူတွေပါ။အထင်ကြီးစရာကောင်းသလောက်ဆက်ဆုပ်စရာ လူတွေပါ။သူတို့မှာရှိတဲ့တခုတည်းသောအရေးအချင်းကပါရဂူမြောက်လူအကြိုက်ဆောင်ဟန်ဆောင်တက်ချင်းပဲဖြစ်ပါတယ်။သူတို့လောက်တယုတ်ဆောင်ကောင်းတဲ့လူတွေမရှိပါဘူး။အတ္တမာနာ တကူကောင်းစိတ်အမြင့်ဆုံးသောလူတွေဖြစ်ပါတယ်။ကိုကျိုးငယ်စိတ်ကြီးလွန်းသူတွေဖြစ်တာကြောင့်လေယူရာရင် ကောင်းစားနေတဲ့ရေဘာမဆိုလှုပ်ရဲကန်ရဲကြသူတွေဖြစ်ပါတယ်။အမြောက်ကြိုက်သူကိုမြောက်ထိုးပင်ကောနေရာမှတ်သူကိုနေရာပေးအလေးပေးတာကိုမယင်ကိုးကွယ်ပြဩဇာညောင်းကျင်တာကိုနာခံပြပြီးဩဇာညောင်းကျင်သူကိုနာခံပြပြီးကိုယ်သာလည်း၍ဘယ်သူနာပါစေစင်ပေါ်ကနေမစင်းရရင်ပြီးတာပဲစိတ်မျိုးထားတတ်ကြပါတယ် မလုံးမလဲထိတ်ဆုံးရောက်မှလူထက်လူဖြစ်နိုင်မဲလို့ခံယူထားပေမဲ့အပေါ်ရောက်လေလေတန်းလေချမ်းတန်ခံရလေလေဆိုတဲ့သဘောကိုနားလည်ထားတဲ့မလုံးမလဲတွေကတည်တန်းရှိပါတယ်အခရာကျနေရာကောင်းຢာရူးကောင်းမှဆရာကျကျနေနေရပေမဲ့စိတ်ထဲမှာတော့မလုံးစိတ်တွေများပြီးကျိတ်သိငယ်စိတ်နေရကျိတ်သိငယ်နေရသူတွေသူတို့ထက်အရေးအချင်းရှိသူတွေသူတို့နေရာကိုရောက်လာနိုင်သူတွေသူတို့ကိုအစားထိုးလိုက်နိုင်တဲ့ ရန်သူလောင်းပြိုင်ဘက်လောင်းတွေကိုရှင်စိမ့်နဲ့မနာလိုစိတ်ဖြစ်နေတက်ကြပါတယ်အမားမလုပ်ပေမဲ့အလွဲလေးတစ်ခုလောင်းနဲ့အလုံးဖြုတ်ခံရတာမျိုးတာဝန်ချေပေမဲ့ထိခိုက်မှုမရှိတဲ့ပြစ်ချက်ကို ထောက်ပြပြီးအလုံးဖြုတ်တာတို့အကြောင်းပြချက်ကောင်းမရှိပဲအလုံးထုတ်ခံရတာတို့ဖြစ်သွားရင်သိကြပါတယ်မနာလိုစိတ်ကြောင့်ထိတ်လန့်နေတဲ့မလုံမလဲသူရဲ့ဘောရှိနေလို့ပါ သူ့ရဲ့စိတ်မလုံခြုံမှုကသူ့ထက်တားတဲ့သူတွေကို သူ့အနာမရောက်လာအောင် မဖြစ်ဖြစ်နဲ့နီးနဲ့ကာကွယ်တတ်ပါလေရင်ဆိုင်သည်ပါနဲ့ပါရှင်စိတ်ကြောင့်ဖြစ်လာမဲ့အငုံစိတ်အမြုံစိတ်မလုံစိတ်ရှက်စိတ်စသဖြင့်မနာလိုစိတ်အားကြာစိတ်တွေကိုအနိုင်ယူတုတ်ပြန်ကာကွယ်နိုင်တဲ့နီးကတော့ပါနဲ့ချင်းပါပဲလူမှုရေးအသာအဝတ်တွေအသက်ရှင်နေသူ၏မနာလိုသူတွေနဲ့ပေါင်းသင်းဆက်ဆံနေရအောင်ပါပါမဖြစ်မနေရင်ဆိုင်မှုဖြစ်လာရင် လက္ခဏာတွေကိုမြင်အောင်ကြည့်ပြီးသူတို့ထက်ခြေလန်းတအောင်ကိုယ့်ဘက်က အလျင်မြန်သိနိုင်မြင်နိုင် ရှင်နိုင်ရပါမယ်။ဘာနာမှုမရှိရင်အခံဘဝနဲ့အသက်ရှင်ရလိမ့်မယ်။ Exclus အခန်းစတဲ့အတိုင်းအတာကိုသိခြင်းဘဝင်စိတ်တဘာဝနိယာမရှိတာလောက်နဲ့မလောက်နိုင်ဘူးပို့ပြီးတော့လိုချင်နေမိတယ်ရတာထက်ပို့ပြီးတော့ပိုင်ဆိုင်ခြင်းနေတယ်စိတ်แท้ဖြစ်ခြင်းသမျှဖြစ်လာဖို့ပဲမျော်လင့်နေမိတတ်တယ်မျော်လင့်နေမိတတ်တယ် ဖရိုဒိုဒေါစတရယက်စကီပြစ်မှုနဲ့ပြစ်ပြစ်တံလူတွေကအတကြီးယုံလောင်းနေတယ်မကြည်နဲ့နိုင်ကြပါဘူးသူတို့ကိုသူတို့ကောင်းတထက်ပိုကောင်းမြင့်တထက်ပိုမြင့်တဲ့ဟိတ်ကြီးဟန်ကြီးတွေအဖြစ်တွေးထင်ဟာမှာဘဝဘဝင်ကြနိုင်ပါတယ်အချိန်အဝါရှိကျင်ကြတဲ့ဂုံတိတ်ခါတွေမမောကြတယ်ကောင်းတာဟုသမျှလက်ဝဲရကျင်ကြတယ်အဲ့ဒီလိုနဲ့ပဲဘဝဘဝင်မြင့်ကုန်တယ်ကံကောင်းလို့အောင်မြင်တဲ့လုံနိုင်ခဲ့လို့ ဒီအခြေအနေရောက်လာတာငါမကားစိတ်ကနေမြောက်စိတ်ဖြစ်သွားပြီးဘဝမေးတွားတတ်ကြတယ်ဘဝမြင့်မမြင့်သိချင်ရင်အလွယ်လေးပါဝေဖန်ခံရရင်ဆက်ဆက်ထိမကန်ဖြစ်တတ်တယ်အပြစ်တစ်ခုခုကိုအပြုသဘောနဲ့ထောက်ပြရင်တော့သဘောထားချီးတယ်လို့လို့နဲ့စိတ်ထဲတနှုံနှုံဖြစ်နေတတ်တယ်ကိုယ့်ရဲ့ဩဇာအာဏာကိုဖီဆန်တာမျိုးစန့်ကျင်တာမျိုးလုပ်လာရင် မနေနိုင်မထိုင်နိုင်ဖြစ်နေတတ်တယ်ရတာထက်ပိုပြီးတော့လိုချင်ရှိတာနဲ့မလုံလောက်နိုင် အများကြီးပိုင်ဆိုင်ထားပြီးမဲ့လဲမျှဝေဖို့လက်တွန်နေတတ်ပါတယ်တဘိုးတရားဘဝင်စိတ်သို့မဟုတ်ဟိတ်ဟန်ကြီးစိတ်နဲ့ပတ်သက်ပြီးမဖြစ်မနေနားလည်ဖို့လိုတာတွေကတော့၁ဘာကြောင့်ဘဝင်မြင့်စိတ်ရှိလာကြတာလဲ၂ဘဝင်မြင့်တဲ့သူတွေဒီနေ့ခေတ်မှာပိုများလာရတဲ့အကြောင်းအရင်းကဘာဖြစ်မလဲ၃ဘဝင်မြင့်တဲ့လူတွေရဲ့လက္ခဏာတွေကဘာတွေလဲ၄ကိုမဘဝင်မြင့်စိတ်ရှိနေခဲ့ရင်ဘာလုပ်တဲ့တယ်လဲ ငါဘဝင်စိတ်ကိုအတုံးချပြီးအကျိုးရှိအောင်ဘယ်လိုလုပ်မလဲဘာကြောင့်ဘဝင်မြင့်စိတ်ရှိလာကြတယ်လဲဝေးကင်းစားအရွယ်ငယ်ငယ်ကလေးကဘဝင်စိတ်ရှိခဲ့ကြတယ်မိခင်နဲ့ကလေးချစ်ချင်းမြတ်တာကြားမှာအတ္တစိတ်ရဲ့စိတ်ဆုံမှုကြောင့်ဘဝင်စိတ်ကအမြင့်တည်ခဲ့ပါတယ်မိခင်ဖြစ်သူရဲ့အထူးဂရုစိုက်မှုတွေကကလေးအတွက်လိုရာပြည့်စုံတဲ့အနေအထားဖြစ်စေတာကြောင့်မိခင်ရဲ့နှုတ်ဟာခလေးအတွက်တည်တံပဲဖြစ်တယ်လို့အစွဲကြီးကြီးတယူတန်ခဲ့ကြတယ် ဖြစ်ချင်တာကိုဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်ရခဲ့ကြတယ်။ဘိုင်းစာပြလိုက်ရင်ကြွေးဖို့အသည့်အားလုံးကအလျံအပယ်ရှိခဲ့တယ်။မသိရင်မိခင်အပေါ်ကလေးကမော်အစွမ်းသုံးပြူစားထားတယ်လို့မျိုးပါ။ဒါပေမဲ့အသက်ကြီးလာတာနဲ့အမျှမိခင်အပေါ်လွှမ်းမိုးနိုင်စွာအားနေသွားတယ်။အလေးပေးခံရဆုံးအနေအထားကနေရာကျလာခဲ့တယ်။အဲ့ဒီတော့မှဘဝရဲ့တဘာဝအစစ်အမှန်ကိုနားလည်ကြတယ်။လောကကြီးကမတရားဘူးမိခင်ဆိုတာကကိုယ့်အတွက်ပဲမဟုတ်ဘူး။ ကိုကအစွမ်းရှိလို့လို့မဟုတ်ပဲမစွမ်းလို့အကူခံနေရမှန်းသိလာတယ်။အင်မတန်နာကျင်မှုကောင်းခဲ့တယ်။ရင်းနဲ့စူးခနဲ့ခံစားခဲ့ကြရမှာပါ။ကလေးဘွားတုန်းကစိတ်ကောက်ပြစိတ်ဆိုးပြကြီးကြပြလိုက်ရုံနဲ့မိဘတွေရဲ့ဂယုဆိုင်မှုကိုခံရပေမဲ့အသက်ကြီးလာတော့မစွမ်းတော့ဘူး။ငယ်ဘဝတကိုးတွေကြီးလာတော့ပျောက်ကုန်တယ်။ဖြစ်ချင်တော့တချို့ကလေးတွေကြတော့ကံကောင်းတယ်လို့ပဲပြောရမလားလောကကြီးရဲ့အမှန်တရားကို နားလည်စရာမလိုပဲ ငယ်ဘဝအတိုင်းဆက်ဖြစ်ခွင့်ရကြတယ်မိဘတွေရဲ့အလိုလိုက်မှုကြောင့်ဘာမှဆိုရပိုင်ခွင့်လုပ်ပိုင်ခွင့်ဖြစ်ပိုင်ခွင့်ရှိနိုင်ခွင့်တွေနဲ့ကြီးပြင်းလာရတယ်အသက်ကြီးလာတာနဲ့အမျှလိုချင်တာရနိုင်တဲ့စိတ်ကံအခြေအနေတွေကြောင့်နားလေတည်တတ်မှုဆိုတာမတင်ယူပဲမတင်ယူခဲ့ရပဲအာတာမာနာကြောင့်ဘဝင်စိတ်နဲ့ဆိုပြီးရင်ဆိုကြတယ်ဆိုပြီးရင်ဆိုကြတယ်လိုချင်တာမှန်သမျှကိုမိဘတွေကမငင်းဆန်ပဲဖြည့်စည်းပေးနေကြတော့ လောကကြီးရဲ့အမှန်အမှန်တရားကိုကလကားနဲ့ဘုံအုပ်ကာဝယ်ထားသလိုဖြစ်သွားတတ်တယ်။ကိုဘွားနဲ့ကိုရက်တီရတဲ့အချိန်လေးရောင်ရောင်ဘဝင်လေဟတ်တာကတပိုင်းအာတာမာနကြီးတာကတပိုင်းမောက်ပါစိတ်မခံခြင်းစိတ်ဒေါသစသဖြင့်စိတ်မျိုးစုံနဲ့ဖြစ်ခြင်းတိုင်းဖြစ်တွေးခြင်းတိုင်းတွေးကိုသာလျင် အမှန်ကိုသာလျင်ဆန်တဲ့ဟိတ်ကြီးဟန်ကြီးမန်ကြီးတဲ့သူတွေဖြစ်သွားကြတယ်။အသက်ကြီးလာတာနဲ့အများငယ်ဘဝကထက်အများရဲ့အလေးပေးခံရမှုကို ပို့လိုချင်လာကြတယ်။ဘာပဲလို့လို့အတိအမှတ်ပြုတာမျိုးကိုခံကျင်ကြတယ်။ဂယူဆိုင်ခံရမှအသက်ရှင်ရတာ။ချောင်းလဲတယ်လို့မျိုးအချိုးတွေချိုးလာတယ်။တဖက်မှာကြတော့အလေးပေးခံရလေးလေး။ကိုကိုကိုအဟုတ်ကြီးထင်လေးဖြစ်သွားတတ်တယ်။အတိအမှတ်ပြုခံရတာမျိုးတွေကအဆက်မပြတ်ဖြစ်နေတော့အတာစိမ့်နဲ့မာနတွေကတလွဲဖြစ်ကုန်ပြီးတယူတန်စိမ့်နဲ့အစွန်ရောက်စိမ့်များကုန်တယ်။အဲ့ဒါနဲ့တင်ဘဝင်မြင့်သွားပြီးအားလုံးရဲ့အပေါ်ကလူလိုစိတ်ခံမျိုးနဲ့မောက်မာကုန်တယ်။ အားလုံးရဲ့အပေါ်ကလူလိုစိတ်ခံမျိုးနဲ့မောက်မာကုန်တယ်။ဘဝင်ပြည့်တဲ့သူတွေဒီနေ့ခေတ်မှာပုံများလာရတဲ့အကြောင်းအရင်းကဘာဖြစ်မလဲ။လူဆိုတာကပေါင်းတဲ့ဆက်ဆံရေးတရိษံပါ။အလေးပေးခံရတာမျိုးဂယုဆိုင်ခံရတာမျိုးကိုအချိန်တိုင်းမှမောကြတဲ့တတဝါတွေဖြစ်ပါလေ။ဖြစ်ချင်တော့ဒီနေ့ခေတ်မှာ အရှိန်အဟုန်နဲ့တိုးတက်လာတဲ့လူမှုကွန်ရက်ကြီးကအဲ့ဒီပေါင်းတဲ့ဆက်ဆံရေးထုံးတဲ့အစဉ်အလာကို ခဲအဆက်ဆက်တိုးတက်ခဲ့သမျှ ရေချိန်တဲ့အစများစွာမြင့်တင်လိုက်တော့လူတွေရဲ့အလေးပေးခံခြင်းစိတ်ဂယုဆိုင်ခံခြင်းစိတ်စသဖြင့်မမောသမျှအားလုံးကစီးလို့ဝါလို့ဖြစ်ကုန်တယ်လူတိုင်းလိုလိုပုံကောင်တွေဖြစ်သွားတယ်ဒီတဲခါမှငေရာကကြီးသည့်အထိအထင်အကုန်မရှိအမှန်တရားသိစရာမလိုပဲဟိတ်ကြီးကျင်တိုင်းကြီးဟန်လုံးကျင်တိုင်းလုံးတွေးကျင်တိုင်းတွေးယုံကျင်တိုင်းယုံဖြစ်ကျင်တိုင်းဖြစ်ခွင့်ရသူတွေကလူမှုကွန်ရက်ကနေတစင်းဘဝမြင်ခွင့်ရကျင်တိုင်းရသွားကြတယ် အဲ့ဒါနဲ့တင်လူမှုကွန်ရက်ရဲ့80ရာခိုင်နှုန်းဟာမြောက်ထိုးပင်ကော်တွေကတစ်ဖက်ဘဝင်လေဟက်တွေကတစ်ဖက်ဖြစ်သွားတယ်လူမှုကွန်ရက်မတိုင်ခင်အရင်တုန်းကတော့အရေးအချင်းတစ်ခုလေးလာတင်ယူဖို့အချိန်များစွာရင်းနှီးပိတ်ဆက်ပြီးမှတက်မြောက်နိုင်တယ်ဒါပေမဲ့လူမှုကွန်ရက်ကြီးအားကောင်းလာတော့တရင်အချက်အလက်ရပိုင်ခွင့်ရနိုင်ခွင့်မြန်ဆန်လာတဲ့အပြင်လေးချင်းမှုမလိုပဲဖြက်လန်းနီအလုံးလုံးလို့ရတဲ့အရေးအချင်းအတုတွေနဲ့အတူဘဝင်သမားတွေကဟန်လုံးပြကြတယ် တတို့ရဲ့အရေးအချင်းအတုတွေကိုအတိအမှတ်ပြုတွေရှိလာလေလေတတို့ရဲ့အစွဲကြီးမှုပိုဆိုးလေလေဖြစ်သွားပြီပညာအစစ်အထက်ပညာအတုကိုအားပေးအားမြောက်လှုပ်တယ်လို့ ਨੇ အတုအယောင်တွေက အစစ်အမှန်နေရာကိုအစားထိုးသွားတယ်လောကရဲ့အမှန်တရားကမတိနားမလဲတဲ့လူမိုက်တွေကြောင့်အရေးမပါ အရာမရောက်အတုံးမချနိုင်တော့ပဲအပေကံအပူဖြစ်သွားပါလေ။ဘဝင်မြင့်တဲ့သူတွေရဲ့လက္ခဏာတွေကဘာတွေလဲ။လေကြီးပါတယ် အပြောကောင်းတဲ့သူတွေတော့မဟုတ်ပါဘူးလူအထင်ကြီးအောင်စကားပြောတတ်တဲ့သူတွေပါအောင်မြင်မှုသေးသေးလေးတွေကိုတော့မချမ်းမဲ့လူလေးစားခံရအောင်အမြဲလှုပ်လေရှိကြတဲ့အကြွားတန်တဲ့သူတွေဖြစ်ပါတယ်ဒနာစိတ်ညာတာစိတ်နားလေစိတ်နဲပါပြီးအမတန်အတကြီးတဲ့သူတွေဖြစ်ပါတယ်ဘဝင်လေဟဟိတ်ဟန်ကြီးသူတွေမှာနားမပါပါဘူးတပတ်သားအပေါ်မှာဂယုတဆိုင်နားထောင်ပေးတတ်တဲ့နှလုံးသားမျိုးသူတို့စီမှာမရှိပါဘူး လူတွေရဲ့အလေးပေးမှုဂယုဆိုင်မှုကသူတို့စီမှာမဟုတ်ရင်စိတ်မရှိသလိုစိတ်တူခြင်းသလိုလိုဒေါသပဲထွက်တော့မလို့လို့တေးရေးရှင်ရဲ့အတော့မဖြစ်မနေလှုပ်ရတော့မလို့လို့အချိုးတွေချိုးပြီးတော့အရွက်တိုက်ပြတတ်ပါတယ်မကြိုက်တာရှိလာရင် မျက်စောင်းထိုးရတာနဲ့တပ်ပြင်းချရတာနဲ့ပါဇက်ရွေးရတာနဲ့အန်ကျိတ်ရတာနဲ့မဆုံးနိုင်တော့ပဲမဆုံးနိုင်တော့တဲ့စိတ်ပြတ်အမှုအရာတွေကိုမကုံနိုင်မခန်းနိုင်တရုတ်ဆောင်နိုင်တဲ့သူတွေပါ စကားပြောပြီးဆိုရင်လေတန်သေးတန်ကြောင်းအာပေါင်းအာရင်တန်တန်ပြောတတ်ကြပြီးတော့သူများထက်အမြန်အပြိုင်ပြောကျင်တဲ့သူတွေပါ စကားအဖြတ်ပြောတာမကြိုက်တယ်လို့သူတို့စကားကိုလည်းအဖြတ်မခံတတ်ကြပါဘူးအကယ်လို့ကိုယ်အနေနဲ့ဒီလိုပဝင်လေဟတ်တဲ့သူတွေနဲ့ပေါင်းသေးဆက်ဆံရမယ်ဆိုရင်ကံကောင်းသေးတယ်လို့မှတ်ပါဟိဟန်သမားတွေကအပြောလောက်ပဲတန်ကြတာမို့စကားစပြီးလေကျော်ရှင်းပြလိုက်ရင်စိတ်ကြည်နဲ့လွဲကြပါတယ်သူတို့လိုချင်တာဆိုလို့လူအများမှုရဲ့ အတိအမှပြုမှုနဲ့ဂယုအဆိုင်အလေးထားမှုတွေတော့ပါပဲခက်တာကဟိဟန်သမားလည်းမဟုတ်ဘဝင်လေဟတ်မြောက်တက်နေတာလည်းမဟုတ်တဲ့အတနာကံမျက်ရည်ကံမူယာမာယာများတဲ့ဆရာကြီးတပါးကြီးတွေပါဘဝင်မြင့်တာမကောင်းမှန်းသိလို့ဘဝင်မမြင့်ကြပါဘူးမာနကြီးတာကမကောင်းလို့နှိမ့်နှိမ့်ချာချာနေတတ်ကြပါတယ်အပြောများတဲ့လေဘောသမားအဖြစ်သတ်မှတ်ခံရတာကိုရှက်တတ်တဲ့အတွက်အတက်နိုင်ဆုံးစကားမဟာဖြစ်အောင်စင်ကျင်နေတတ်တဲ့သူတွေပါဒါပေမဲ့ဟိတ်ကြီးဟန်ကြီး လူမိုက်ကြီးတွေလိုအရေးအချင်းတူတွေနဲ့လူထင်ကြီးအောင်လှုပ်ပြီးမှအများရဲ့အတိအမှတ်ပြုခံရတာကိုမမောတာမဟုတ်ပဲဆရာကြီးလိုလိုအထာကြီးနဲ့လူတွေရဲ့ဆင်းရဲဒုက္ခကိုနားလည်ပြရတယ်။မဟာဂယုနာရှင်အထာနဲ့ဟန်ဆောင်တယ်။လူတွေရဲ့တတိထားမှု အလေးထားမှုအတိအမှတ်ပြုမှုကို ဖုတ်ကောင်းလို့တွေးဆုပ်တတ်တယ်။ဘာသာရေးနဲ့နိုင်ငံရေးကိုခုတုံးလှုပ်ပြီးသူတော်ကောင်းရောင်ဆောင်ကြတဲ့မြေခွေးတွေလိုလူတွေပါ ဘဝင်မြေမုံချင်းမတူပေမဲ့ဘဝင်လေဟန့်နေတာချဘဝင်လေဟန့်နေကြတာပါပဲဟိတ်ဟန်မှမရှိရင်အတတ်မရှိတော့တလို့အချိုးမျိုးနဲ့လူတွေရဲ့ဂယုစိုက်ခံရမှုကိုမရရအောင်လှုပ်ယူနေကြတဲ့သူတွေပါလူမရောလူသူတော်ရောနှမျိုးစလုံးကလူတွေရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးကိုယ့်ရဲ့အပြစ်စိတ်ကိုအာသာဖြေနေကြခြင်းပဲဖြစ်ပါတယ်ကို့မှာဘဝင်မြေနဲ့စိတ်ရှိနေခဲ့ရင်ဘာလုပ်တဲ့တယ်လဲ လူအထင်ကြီးအောင်နေပြခြင်းနဲ့စိတ်မျိုးဟိတ်ကြီးဟန်ကြီးအထာကြီးနဲ့လူကြားမှာတတိထားခံရတာမျိုးကိုလိုချင်စိတ်မျိုးအလောက်တစ်ခုပြီးမြောက်ထားလို့ရရှိလာတဲ့အောင်မြင်မှုကိုကြွားလိုက်ရမှစိတ်ကြည်နေတဲ့အခန်းစိတ်မျိုးတိလျက်နဲ့မတိကြေးကြုံပြုပြီးမူသားစိတ်အခြေခံတက်ရောက်ငါးစိတ်မရှိရှိတဲ့အောင်မြင်မှုအသေးအမွှားတွေကိုကုလုံးလုပ်ပြီးဘဝင်မြင့်တယ်လို့ဖြစ်နေပြီဆိုရင် အချိန်မီစိတ်ပြုပြင်ပြောင်းလဲနိုင်မှပါနိုင်ရာကြပါတယ် ဘဝင်ကြီးစိတ်ကိုကာဝယ်တားဆီးနိုင်တဲ့စိတ်ကတော့အမှန်တရားကိုလက်ခံနိုင်တဲ့စိတ်ပဲဖြစ်ပါတယ်။တချို့အမှန်တရားတွေကခါးသီးနိုင်ပေမဲ့ဟန်ဆောင်ခြင်းတက်အဖြစ်အမှန်ကိုလက်ခံတတ်ခြင်းဟာအပြစ်စိတ်ကိုချိုးနှိမ်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းပါ။ကောင်းသောပြောင်းလဲခြင်းကိုလိုချင်စိတ်ရှိမှဖြောင့်မတ်တဲ့ဘဝကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ကိုဘဝကြီးကထင်ဒါတာထက်ပိုပြီးတော့တိုးတက်အောင်မြင်သွားခဲ့ရင်တော့ကြောက်စိတ်၊ရှက်စိတ်၊တိမ်ငယ်စိတ်၊အားငယ်စိတ်၊မလုံစိတ် အငုံစိတ်အမြုံစိတ်စသဖြင့်ခံစားနေကြရအောင်ပါပါအဲ့ဒီလိုစိတ်တွေဖြစ်လို့ကိုကိုကိုအားမလို့အားမရဖြစ်ပြီးငါဆိုတဲ့အတ္တစိတ်နဲ့ဘဝင်မြင့်လိုက်စရာမလိုအပ်ပါဘူးသူများထက်သားတဲ့စိတ်မွေးနိုင်မှသူများထက်သားနိုင်မှမဟုတ်ပါဘူးစိတ်ထားကောင်းမှုသာအရေးကြီးဆုံးဖြစ်ပါတယ်ဘဝင်စိတ်ကိုအတုံးချပြီးတော့အကျိုးရှိအောင်ဘယ်လိုလုပ်မလဲဘဝင်မြင့်နေလိုက်တာလို့ပြောခံလိုက်ရရင် စိတ်ထဲထောင်းကနေဖြစ်သွားတာလား ငါ့ကိုပြောရက်လိုက်တာလို့တွေးမိလားဘာလို့များပဝင်မြည်တယ်လို့ပြောရက်တာလဲဆိုပြီးတော့ယူကျုံမရစိတ်ဖြစ်မိလားဆွ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 ပြောရက်ချက်လို့မခံချင်စိတ်ဖြစ်မိလားဝေဖန်ခံရတာကို မခံမရနိုင်ဖြစ်နေရင်ကို့မှာအမြုံစိတ်ရှိနေပါပြီလူရင်ကြီးခံချင်စိတ်ရှိတိုင်းပဝင်မြင့်စိတ်ရှိတယ်လို့မဆိုနိုင်ပေမဲ့လူရင်အလေးပေးခံရတာကိုခြေနဲ့နေမယ်ကယူဆိုင်တာမျိုးတွေရနေတိုင်းตายာမိနေရင်အငုံစိတ်ခံ ဟိတ်ဟန်ကြီးလိုမျိုးစိတ်မျိုးပေါက်နေပါပြီမကောင်းတဲ့စိတ်ကံဆိုပေမဲ့အစိုးရကအကောင်းဖြစ်သွားအောင်လုပ်လို့ရပါတယ်ကိုဘာလို့ตายာမိတာလဲဆိုတော့ပြန်စမ်းစစ်လိုက်ပါမောင်မာစိတ်ဖြစ်နေပြီလားပဝင်လေဟတ်ဘဝမိစိတ်ဖြစ်နေပြီလားကြီးကျယ်စိတ်နဲ့နေမိတယ်လို့မျိုးဖြစ်နေမလားအဲ့ဒီလိုမျိုးကိုကိုကိုပြန်သုံးသပ်နိုင်တဲ့စိတ်ခံရှိနေသေးရင်တော့အစိုးကြီးမဟုတ်သေးဘူးလို့ပြောနိုင်ပါတယ် ဘဝလေဟဘဝမေးစိတ်ပေါက်သွားတဲ့သူတွေကသူတို့ရဲ့အမွားကိုမမြင်နိုင်တော့ပါဘူး။သူတို့ဘဝမှာအမှားအလွဲတွေလုပ်ခဲ့ရင်တော့ဝန်ခံဖို့မိုးဝမရေဖြစ်နေတတ်ကြပါလေ။ကို့မှာဝန်ခံရတဲ့စိတ်ဓာတ်ရှိနေသေးရင်တော့အဆိုးကြီးမဟုတ်သေးဘူးလို့ပြောနိုင်ပါလေ။ကိုလောက်နိုင်တာကိုပဲလုပ်ပါ။ကိုတက်ဆွမ်းနိုင်တာကိုပဲအာယုံစိုက်ပါ။ကိုနဲ့ဆိုင်တာကိုပဲလုပ်ပါ။ကိုကိုကိုမလိမ္မာနဲ့လူထင်ကြီးခံရမယ်လို့လူထင်ကြီးခံရခြင်းလို့ လူထင်ကြီးနိုင်မဲ့အလုံမျိုးတွေလုံပြခြင်းစိတ်ပေါက်နေသေးရင်ကိုမှာဟိတ်ဟန်စိတ်ကြီးအမြင်ဆွဲနေတယ်လို့ဖြစ်ပါတယ်လူထင်ကြီးမှာအလုံလုံမယ်ဆိုတဲ့လေတံပေါက်နေတဲ့သူဆိုရင်ဘယ်လိုမှပြုပြင်လို့ရနိုင်တော့မှာမဟုတ်ပါဘူးအချိန်မနှောင်းခင်ကိုကိုကိုပြုပြင်ပါစိတ်ကူးရင်ဆန်းတဲ့စိတ်မျိုးကိုဖျောက်ပြစ်ပါအာသာပြေစိတ်ကအင်မတန်ဆိုးပါတယ်လက်တွေမဆန်းတဲ့အတွေးမျိုးနဲ့ကိုကိုကိုဖြတ်စည်းမိတတ်တယ် မလုံနိုင်တဲ့အလုပ်တစ်ခုကိုလုံနိုင်တယ်လို့လို့အတွေးအတုနဲ့စိတ်ကူးထဲမှာအာသာဖြေတိုင်းလူထင်ကြီးခံရမှာမဟုတ်ပါဘူးအဆက်ကွဲအကျိုးနည်းမှာကအသေးချပါကိုကိုကို လိန်ညာခြင်းကိုကိုကိုအယုံသွင်းခြင်းကိုကိုကိုစိတ်အာသာဖြေခြင်းဟာဘဝင်မြင့်တဲ့လူတွေရဲ့စိတ်ရင်းစိတ်ခံတွေဖြစ်ပါတယ်ဖြစ်ရက်ကိုအပြည့်အဝယုံကြည်ထားနိုင်တဲ့စိတ်ခံမျိုးမွေးမြူပြီးတော့စိတ်ကူးခြင်းတက်တဲ့အာသာဖြေအချင်းကြီးကိုအစာထိုးပစ်လိုက်ပါ စိန်ခေါ်မှုတွေကိုလက်ခံရဲပါစေကိုမလုံနိုင်တဲ့အရာကိုယုံကြည်မှုမရှိရင်ရောင်လို့တော့မလုပ်ပါနဲ့ဒါပေမဲ့ယုံကြည်မှုအပြည့်အဝရှိမှ အလုပ်တစ်ခုကိုပြီးမြောက်အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ယုံကြည်မှုအပြည့်အဝရှိမှအလုပ်တစ်ခုကိုပြီးမြောက်အောင်မြင်အောင်လုပ်နိုင်တော့မှာမဟုတ်ပါဘူးတန်ရစိတ်တင်ကာမတင်းစိတ်လမ်းမခံစိတ်အလိုမကျစိတ်တွေနဲ့အလုံးအလုံးလုံးလို့မအောင်မြင်စရာအကြောင်းမရှိပါဘူး ယုံကြည်မှုမရှိပေမဲ့လှုပ်လို့ရနိုင်တဲ့ဆိုတဲ့ဖြစ်လို့စိတ်ဖြစ်ခြင်းစိတ်လှုပ်လို့စိတ်လှုပ်နိုင်စိတ်မျိုးထားပြီးကိုယ့်အတွက်အကျိုးရှိစေမယ့်အခွင့်အလမ်းမျိုးတွေကိုကြုံတွေ့လာရင်အတွေးမများပဲလက်ခံလိုက်ပါတကယ်လို့ကြာရှုံးခဲ့ရင်တော့မှဂျင်းနဲ့စွာလက်ခံလိုက်ပါပြီးတော့မှနောက်ထပ်စိန်ခေါ်မှုတစ်ခုကိုအောင်မြင်အောင်စွမ်းဆောင်ပြီးရလာတဲ့အကျိုးဆက်ရလန့်တဲ့အစားထိုးလိုက်ပါဘဝင်မြင့်စိတ်ကိုလျှော့ချပါလူမှန်ရင်အလေးပေးခံရတာကိုမမောပါနဲ့ ေရကမှာကိုကိုလူတိုင်းကဂယုဆိုင်နေမှာမဟုတ်ပါဘူးလောကကြီးကအပြာအဆိုင်တွေနဲ့လဲပတ်နေတာပါကိုမမဟုတ်ရင်ကိုနီးတူထူးချွန်ပြောင်မြောက်သူတွေရှိနေအောင်မှာမို့အားလုံးရဲ့မျက်လုံးတွေကကိုစီ ရောက်မလာတာမျိုးမလွဲမသွေကြုံရအောင်မှာပါဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့လာရရင်ဝမ်းနဲ့မနေပါနဲ့မကြည့်ခွဲပါနဲ့ယူကျုံမရမဖြစ်ပါနဲ့စိတ်လျှော့လိုက်ပြီးတူထက်သားနိုင်သူဖြစ်အောင်စက်ကြိုးစားပြလိုက်ပါ ခက်ခဲမှုတွေမတရားမှုတွေကိုချိန်ပန်များစွာခံစားထားမှုတွေတူဟာအောင်မြင်မှုကိုမြဲ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 ချုပ်ကိုင်နိုင်ပါလေဖြက်လန်းတဲ့တက်လန်းပေါ်ရောက်သွားတဲ့သူတွေကတော့အောင်မြင်မှုကို အချိန်ကြာကြာထိန်းထားနိုင်မှုကမတက်ဆွမ်းကြပါဘူးထုံးနှမ်းမှုတစ်ခုဂျုံလိုက်ရင်ပဲအောက်အောက်ကို ထိုးဆင်းသွားတတ်ပါတယ်ကိုကိုကိုတိပါဇီရိုဖုန်းဆိုင်ရုစ်ဤတင်ချာချက်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖပြခဲ့တဲ့ လူတဘောလူမနောစာအုပ်အပိုင်းကိုဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့စုံလေးပေါ် channel လေးကို subscribe လုပ်ပြီးတော့ Nori Bell လေးနှိပ်ထားပြီးဖို့မြတ်တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပြီးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်းဆိုင်နိုင်ပြီးတော့ဘေးရန်နဲ့အသွေးသွေးနဲ့ကတ်သုံးမရမအမြန်ဆုံးကြော်လွားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်း တောင်းပေးလိုက်ပါရခင်ဗျာ